ရပါတယ်။အဲ့ဒီလိုအခွန်ကြီးလေးမှုတွေကိုမခံနိုင်တဲ့ပြည်သူတွေဟာပုံကန်ခဲ့ကြပြီးပြည်သူတွေရဲ့ပုံကန်ထားချမှုဟာလည်းတော်တော်လေးကိုအောင်မြင်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့လန်ဒန်တီတောင်ခြိတက်နိုင်ခဲ့ပြီးယာရူးကြီးတော်တော်များများကိုလည်းဖန်ဆီးတပြတ်နိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲပုံကန်မှုတွေကိုဖြစ်စေခဲ့တဲ့ King Richard II ဟာသူ့ရဲ့ဝမ်းကွဲညီအကိုဖြစ်တဲ့ ဟင်နရီရဲ့နန်းချခြင်းကိုခံရပြီးဟင်နရီဟာအင်္ဂလန်နိုင်ငံရဲ့ဘုရင်အဖြစ် King Henry IV အနေနဲ့နမ်းတက်ခဲ့ပါတယ်။သူဟာပြည်သူတွေရဲ့တောင်းဆိုမှုကိုလိုက်ရောပေးခဲ့ပေမဲ့တော်လှန်ပုံကံမှုတွေဟာဆက်လက်ဖြစ်ပေါ်ခဲ့ပြီးသူ့ရဲ့သားဖြစ်သူဖြစ်တဲ့ King Henry V လက်ထက်တီကိုမပြီးဆုံးနိုင်ခဲ့ပါဘူး Henry V ဟာ1433ခုနှစ်မှာနန်းတက်ခဲ့ပြီးသူ့လက်ထက်မှာတော့ပလက်ရောဂါကြောင့်ဆက်လက်ဖြစ်ပွားခြင်းမရှိဘဲရပ်တန့်နေခဲ့တဲ့အင်္ဂလိပ်ပြင်သစ်နှစ်တရာစစ်ပွဲဟာလည်းပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်ဒါပေမဲ့လည်းပြင်သစ်တွေကိုအနိုင်ယူနိုင်ခဲ့ပါသေးတယ်သူဟာ1422မှာမထင်မှတ်ပဲတည်ဆုံသွားခဲ့ပြီးအင်္ဂလန်ရဲ့အနာဂတ်ဟာပြဿနာတွေအတွက်လမ်းစာဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုရင်သူ့သား Henry VI လက်ထက်မှာ ပြင်သစ်တွေနဲ့တိုက်တမျှတိုက်ပွဲတိုင်းကိုရှုံးသိမ်းခဲ့ပြီးအကျိုးဆက်အနေနဲ့ပြင်သစ်နိုင်ငံအနောက်ပိုင်းကအင်္ဂလိပ်ပိုင်နယ်မြေကနေအပီးတိုင်းဆုတ်ခွာပေးလိုက်ရပါတယ်။အရိကဆလိုကင်းဟင်နရီစစ်ခဲအုပ်ချုပ်မှုတွေကိုမေကွန်ထုတ်ခဲ့ကြပြီးတချို့ဆိုထိနှံချဖို့တိပါကြံစီခဲ့ကြပါတယ်။အဲ့လိုမကြည်နှက်ချက်တွေကနေ1455မှာတော့ဘရင်ကိုဖျောက်ချခြင်းတဲ့အဖွဲ့နဲ့ထောက်ခံသူအဖွဲ့တွေကြမှာပြည်ရင်းစစ်ကြီးစတင်ဖြစ်ပွားလာခဲ့ပါတယ်။စစ်ပွဲကိုတော့ War of Rose နှင်းစီများရဲ့စစ်ပွဲလို့ခေါ်ပါတယ်။ဘာလို့အဲ့လိုခေါ်လဲဆိုရင်ဘရင်ရဲ့အိမ်တော်အလံဟာအဖြူရောင်နှင်းစီဖြစ်ပြီးပုံမှန်သူတွေဟာသူတို့ရဲ့အလံကို အနီရောင်နှင်းစီအဖြစ်အသုံးပြုခဲ့လို့ပဲဖြစ်ပါတယ်။နှစ်ပေါင်း30လောက်စစ်မှတ်ဖြစ်ပွားအပြီး1485ခုနှစ်မှာတော့ပုံကန်သူတွေဘက်က Henry Tudor ဟာဘရင် Richard III ကိုအနိုင်ယူခဲ့ပြီး ပြည်ရင်းစစ်ဟာအဆုံးသတ်ခဲ့ပါတယ်။ဒါအပြင်ထပ်မံပြီးစစ်မှတ်ဖြစ်ပွားခြင်းမရှိအောင် Henry Tudor ဟာ Richard III နဲ့သွေးတော်ဆက်တဲ့ Elizabeth ကိုလက်ထပ်ပြီးနန်တက်ကပြည်ရင်းစစ်ကိုအဆုံးသတ်ပေးခဲ့ပါတယ်။အဲ့လိုနဲ့ပဲတမိုင်းမှာအရေးပါလာမဲ့ Tudor မြင့်ဆက်ဟာစတင်ခဲ့ပါတယ်။1509မှာတော့ King Henry ဟာတည်ဆုံးခဲ့ပြီးအင်္ဂလန်ရဲ့ဘာသာရေးလူမှုရေးနဲ့ခံယူချက်တွေကိုပြောင်းလဲပြစ်မဲ့သူ့ရဲ့သားဖြစ်သူ Henry VIII ဟာနန်တက်လာခဲ့ပါတယ်။ Henry VIII ဟာအစောပိုင်းမှာတော့အုပ်ချုပ်မှုကောင်းမွန်ခဲ့ပေမဲ့သူ့ရဲ့ထင်ရှားဆိုင်တဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲနောက်ဆုံးမှာအင်္ဂလန်မှာအဆိုးဆုံး ဘီရင်အဖြစ်ကိုမှတ်တမ်းဝင်ခဲ့ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်အမားတွေဟာတားရောက်ကြလီမရနိုင်ခဲ့တာကနေစတင်ခဲ့ပါတယ်။သူဟာပထမအဦးဆုံးအနေနဲ့ Catherine of Aragon ကိုလက်ထပ်ယူခဲ့ပါတယ်။သူမဟာ Mary ဆိုတဲ့သမီးတယောက်ကိုသာမွေးဖွားနိုင်ခဲ့တာကြောင့်ကွာရှင်းဖို့ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းပုံရဟန်းမင်းကြီးတွေဟာကွာရှင်းဖို့ကိုငြင်းဆုပ်ခဲ့တာကြောင့်သူဟာအင်္ဂလန်နိုင်ငံရဲ့ဘာသာရေးကိုပြောင်းလဲပစ်ခဲ့ပါတယ်။ပုံရဟန်းမင်းကြီးအမိန့်ကိုသာနာခံရတဲ့ Catholic ဘာသာကိုစွန့်လွတ်ခဲ့ပြီး ဘီရင်ကသာအဓိကအဖြစ်သတ်မှတ်ထားတဲ့ Protestant ဘာသာကိုပြောင်းလဲခဲ့ပါတယ်။ဒါကြောင့်မယ့် England နိုင်ငံရဲ့ Christian ဘာသာ Protestant ဘာသာဖြစ်လာခဲ့ပါတယ်။ဒါအပြင်သူဟာနန်းငွေကန်ယောက်ျားလေးမွေးဖွားဖို့အတွက်မိမအမြောက်များလည်းယူခဲ့ပါတယ်။ဒုတိယမြောက်ဇနီး Anne Boleyn ဟာလည်း Elizabeth ဆိုတဲ့တမီးတယောက်ပဲမွေးဖွားနိုင်တာကြောင့်အကြောင်းမရှိအကြောင်းရှာကအကိုရင်းနဲ့ဖောက်ပြန်တယ်လို့ဆွဆွဲပြီးခေါင်းဖြတ်ကွပ်မြတ်ခဲ့ပါတယ်။တတိယမိမဖြစ်တဲ့ Jane Samuel ဟာတူလိုချင်းနဲ့တားယောက်ျားလေးဖြစ်တဲ့ artwork ကိုမွေးဖွားပေးပြီးတည်ဆုံးခဲ့ပါတယ်။သတုဒ္ဓမိန်းမဖြစ်တဲ့ End of Cliff ကိုကြတော့သူတွေ့ခဲ့တဲ့ပကြီကားရုံနဲ့အပြင်ရုံနဲ့မတူဘူးဆိုတာလက်ထပ်ပြီးပြီးချင်းပဲကွာရှင်းခဲ့ပါတယ်။ငါးရမြောက်ဇနီးဖြစ်တဲ့ Catherine Howard ကိုကြတော့တစ္ဆာမရှိမှုနဲ့ကွမျက်ခဲ့ပါတယ်။ခြောက်ရမြောက်ဇနီးလည်းဖြစ်နောက်ဆုံးဇနီးလည်းဖြစ်တဲ့ Catherine Pa ဟာတော့အသက်မခံရပဲ Henry VIII တည်ဆုံးတဲ့1548ခုနှစ်အထိအနားမှာရှိပေးခဲ့ပါတယ်။သူတည်ဆုံးပြီးနောက်မှာတော့ တဦးတည်းသောနန်းမွေခံသားဖြစ်တဲ့ King Edward VI ဟာနန်းတက်ခဲ့ပြီး protesting ကိုပုံမူအားပေးခဲ့တာကြောင့်သူ့ရဲ့ဖအေတူမအေခွဲအမဖြစ်သူ မယ်ရီနဲ့ပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ပွဲတွေမှာဖြစ်လိုက်ခင်မှာပဲ King Edward VI ကမထင်မှတ်ထားပဲယောဂါကြောင့်တည်ဆုံးခဲ့ပါတယ်။သူတည်ဆုံးပြီးနောက်မှာတော့အမဖြစ်သူမယ်ရီဟာပထမဆုံးသောဘုရင်မအနေနဲ့နန်းတက်လာခဲ့ပါတယ်။သူ့ရဲ့အုပ်ချုပ်မှုမှာတော့အဖေလက်သက်ထဲကအသားချနေပြီဖြစ်တဲ့ Protestant ဘာသာကိုကက်သလစ်အဖြစ်ပြန်လည်ပြုပြင်ဖို့ကြိုးစားခဲ့ပါတယ်။ Protestant ကိုးကွယ်သူတွေဘာသာရေးတွေကိုမိငုံထုတ်သူတွေကိုအပြင်းထန်နှိပ်ကွပ်ခဲ့ပြီးဘာသာရေးအမြင်မတူမှုကြောင့်လူပေါင်းများစွာကိုအရှင်လက်လက်မီးရှို့တိုက်ခိုင်းခဲ့သည့်အထိရက်ဆက်ခဲ့ပါတယ်။ အဲ့လိုမျိုးရက်ဆက်မှုတွေကြောင့်လဲတမိုင်းမှာ Bloody Mary သွေးစွန်းသောမယ်ရီလိုအမိတွင်သွားခဲ့ပါတယ်။သူမဟာလည်းပဲ1958မှာအမေရိကန်မရှိပဲတည်ဆုံးခဲ့ပြီးအင်္ဂလန်တီးနှံဟာသူမရဲ့ဖအီတူမအီခွဲညီမဖြစ်တဲ့အဲလီဇဘက်ကဆက်ခံခဲ့ပါတယ်။အပြိုစင်ဘီယင်မာကြီးလိုအမိတွင်တဲ့အဲလီဇဘက်၁လက်ထပ်မှာအင်္ဂလန်ရဲ့ရွှေခေတ်ဟာစတင်ခဲ့ပါတယ်။သူဟာသူ့ရဲ့အမဖြစ်တဲ့မယ်ရီဝမ်ပြန်လည်ပြုပြင်ခဲ့တဲ့ကက်သလစ်ဘာသာရေးကိုဖယ်ရှားကသူမအဖေရဲ့ယုံကြည်ရာဖြစ်တဲ့ပရိုတက်စတန်ဘာသာကိုအင်္ဂလန်အတွက်ပြဋ္ဌာန်းပေးခဲ့ပါတယ်။သူမရဲ့ဥပဒေအစ်စ်တွေနဲ့အုပ်ချုပ်မှုကောင်းမွန်တာတွေကြောင့်ပဲအင်္ဂလန်နိုင်ငံဟာအတော်လေးငြိမ်းချမ်းခဲ့ ဲ့ရပြီးမြို့တော်လန်ဒန်ဟာလည်းလူဦးရေတစနဲ့တစတိုးပွားလာပြီး၁၉ရာစုအစောပိုင်းမှာတော့လူဦးရေဟာ၅သန်းအထိကိုရောက်ရှိလာခဲ့ပါတယ်။အဲလီဇာဘက်လက်ထက်မှာအင်္ဂလန်နိုင်ငံရဲ့အမှုပညာစာပေဟာလည်းအတော်လေးကိုတိုးတက်လာခဲ့ပြီးသူမဟာဝီလျံရှိတ်စပီးယားကိုအတော်လေးမြှောက်ဆားခဲ့ပါတယ်။ဝီလျံရှိတ်စပီးယားဟာယနေ့ခေတ်မှာတော့မတည်သူမရှိအောင်နာမည်ကျော်ကြားတဲ့စာပေအမှုပညာရှင်ဖြစ်ပါတယ်။တိုင်းပြည်ဟာငြိမ်းချမ်းပြီးစစ်အင်အားနဲ့တိုးတက်လာတာကြောင့်ပဲအင်္ဂလန်ကစွန့်စားသွားလာသူတွေဟာအမေရိကတိုက်နဲ့အာရှတိုက်ရှိ အိန္ဒိယနိုင်ငံတို့ကိုတွာလာဖို့အတွက်ရေချောင်းခီးတွေကိုစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပင်လယ်ပြင်ကိုအုပ်စိုးနေတာကတော့စပိန်နဲ့ပေါ်တူဂီတို့ဖြစ်ပြီး1588မှာတော့တိုးတက်လာတဲ့အင်္ဂလန်ရေတပ်ဟာစပိန်တို့အနိုင်တိုက်ခဲ့ပြီးအင်္ဂလန်ဟာလည်းပင်လယ်ရေချောင်းရှာဖွေရေးကိုဒီဇိုင်းမမတ်ပြုလုပ်တော့မယ်လို့ပြိုင်ဘက်နိုင်ငံတွေကိုအတိပေးနိုင်ခဲ့ပါတယ်။1603ခုနှစ်အရောက်မှာတော့ အပြူစင်ဘီရင်မာကြီးအဲလီဇဘက်ဟာကျင်ရတော်မထားပဲနန်းတက်ခဲ့ရကြောင်းနန်းမွေကံမရှိပဲတေဆုံးကကျူတာမင်းဆက်ဟာအဆုံးသတ်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရဲ့ထီးနန်းဟာလည်းသူမနဲ့ဝမ်ခွဲတော်ဆက်သူစကော့တလန်သားဖြစ်တဲ့ James ကဆက်ခံခဲ့ပြီး Kim James ဝမ်အနေနဲ့နန်းတက်ခဲ့ပါတယ်။ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့်တော့အင်္ဂလန်ဟာ British ကျွန်းဆွယ်မှာရှိတဲ့စကော့တလန်တို့ဟာနိုင်ငံမတူပဲမဲ့ ဆွေမျိုးမကင်သွေးသားတော်ဆက်တယ်လို့လည်းမှတ်ယူလို့ရပါတယ်။သူဟာအင်္ဂလန်ထီးနန်းအပြင်စကော့တလန်ရဲ့နန်းမွေဆက်ခံသူပါဖြစ်တဲ့အလျောက်နိုင်ငံတစ်ခုရဲ့ဘုရင်လို့မခံယူပဲအင်္ဂလန်ဘုရင်ဖြစ်တာခံယူခဲ့ပါတယ်။သူဟာအင်္ဂလန်သွေးမစစ်တာကြောင့်သူ့နန်းတက်ဆာမှာအခက်ခဲပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းသူ့လက်ထက်မှာဗြိတိရှနေမဝင်အင်ပါယာရဲ့လို့ဖြစ်လာမဲ့ခြေလန်းအစဖြစ်တဲ့ကိုလိုနီနယ်ချဲ့ထွင်ခြင်းတွေကိုအိန္ဒိယနဲ့အမေရိကတိုက်တွေမှာစတင်အမြင့်ချခဲ့ပါတယ်။ဒီလိုနဲ့ပဲကင်းစိန်1ဟာတည်ဆုံးခဲ့ပြီးနောက် သူ့ရဲ့သားဖြစ်သူ King Charles I နတ်တက်ခဲ့ပြီးအဲ့ဒီအချိန်ထိအင်္ဂလန်ရဲ့အမတ်တွေကဘရင်ကိုအင်္ဂလန်သားမစစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းကန့်လန့်တိုက်ပြီးတော့နေနေခဲ့ကြပါတယ်။သူ့အဖေလိုမျိုးတီးမခံနိုင်တဲ့ King Charles I ကတော့ပါလီမန်ကိုစန့်ကျင်ခဲ့တာကြောင့်အင်္ဂလန်နိုင်ငံရဲ့ပြည်တွင်းရေးဟာပါလီမန်အမတ်တွေနဲ့ဘရင်ကြားမှာပြိုကွဲဖို့အတွက်အနှဲငယ်သာလိုအပ်တော့တဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။1642မှာတော့စကလုံးနေနဲ့ဖြည့်ရှင်းမဲ့အစားလက်နက်တွေနဲ့ဖြည့်ရှင်းဖို့ကြိုးစားခဲ့တာကြောင့်ဘရင်ကိုထောက်ခံသူတွေနဲ့ပါလီမန်ကိုထောက်ခံသူတွေကြားမှာအင်္ဂလိပ်ပြည်ပြင်စစ်ကြီးထပ်မံဖြစ် ြစ်ပွားခဲ့ပါတယ်။တိုင်းပြည်အနှံ့စစ်ပွဲတွေဖြစ်ပွားခဲ့ပြီးအဆုံးမှာတော့ပါလီမန်အမတ်တယောက်ဖြစ်တဲ့ Oliver Cornwell ရဲ့ဦးဆောင်မှုကြောင့်ပါလီမန်ထောက်ခံသူတွေဟာအနိုင်ရရှိခဲ့ပါတယ်။ King Charles I ဟာလည်း1649ခုနှစ်မှာခေါင်းဖြတ်ကွပ်မြတ်ခံခဲ့ရပြီးအာနာဟာ Oliver Cornwell လက်ထဲကိုရောက်ရှိသွားပြီးတိုင်းပြည်ကိုအပြည့်အဝထိန်းချုပ်ခဲ့ပါတယ်။အင်္ဂလန်ဟာနှစ်20လောက်ဘရင်မရှိဘဲဆက်လက်အုပ်ချုပ်ခဲ့ပြီး 1660မှာတော့ဘုရင်စနစ်ကိုပြန်လည်အသက်သွင်းခဲ့ပါတယ် King Charles II ဟာနန်းတက်ခဲ့ပြီးသူ့ရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်တွေဟာကန့်သက်ခံခဲ့ရပြီးအင်္ဂလန်ဘုရင်တွေဟာအရင်လောက်တိုင်းပြည်အပေါ်မှာအာဏာမတက်ရောက်နိုင်ခဲ့တော့ပါဘူးအင်္ဂလန်ဟာအဲ့ဒီအချိန်မှာပြည်ရင်းစစ်ကြောင့်နလန်ပြန်ထူကာသဖြစ်ပြီးကန်ဆိုးမှသွားရာမိုးလိုက်လို့ရွာဆိုးတဲ့အတိုင်းပဲ1665ခုနှစ်မှာဒုတိယအချိန်ပလိတ်ရောဂါကတ်ဆိုးကြီးထပ်မံဖြစ်ပွားခဲ့ပြီးထိုရောဂါကိုထိန်းချုပ်နေရင်နောက်နှစ်ဖြစ်တဲ့1666ခုနှစ်မှာတော့တမိုင်းဝင်အဖြစ်ပြက်တစ်ခုဖြစ်တဲ့လန်ဒန်မြို့မီးလောင်မှုကြီးဟာဖြစ်ပွားခဲ့ပါတယ်ထိုမီးလောင်မှု ကတော်တော်လေးကိုစိုးရွားခဲ့ပြီးအင်္ဂလန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့လန်ဒန်ရဲ့တဝက်ကျော်ဟာပြပုံအတိဖြစ်ခဲ့ရပါတယ် King Charles II ဟာ1685မှာတည်ဆုံးပြီးသူ့ရဲ့ညီတော်ဖြစ်တဲ့ King James II ဟာနတ်တက်လာခဲ့ပါတယ် King James ဟာကက်သလစ်ဘာသာကိုတောက်ဝင်ယုံကြည်သူဖြစ်တာကြောင့် Protestant ကိုကိုးကွယ်တဲ့ ပါလီမန်နေဟာသူ့ဘီရင်ဖြစ်တာကိုလုံးဝမကြိုက်ကြပါဘူး။ဒါကြောင့်ပဲဘီရင်ကိုဖြုတ်ချဖို့လိုအပ်ကြံစီခဲ့ကြပါတယ်။ပါလီမန်အမတ်တွေဟာ King James II ရဲ့တမီးဖြစ်သူ Protestant ဘာသာကိုတတ်ဝင်ယုံကြည်တဲ့ Mary ကိုချဉ်းကပ်ခဲ့ပါတယ်။ Mary ဟာအဲ့အချိန်မှာ Dutch မင်းသားငယ်တစ်ပါးဖြစ်တဲ့ William နဲ့လက်ဆက်ထားတာဖြစ်ပြီး"သူမဟာပါလီမန်အမတ်တွေရဲ့ဆွေးဆောင်မှုကြောင့်ပဲသူမခင်ပွန်းနဲ့ပူးပေါင်းကဖခင်ကိုနမ်းချဖို့ပြုလုပ်ခဲ့ပါတယ်"။1688မှာ William နဲ့ Mary ဟာ Dutch စစ်တပ်နဲ့အတူ အင်္ဂလန်တောင်ပိုင်းကိုခြိတက်လာခဲ့ပါတယ်။သူဟာစတင်ခြိတက်လာတဲ့ကတိုက်ပွဲဖြစ်ဖို့မရည်ရွယ်ခဲ့ပဲ King James II ဟာသူ့ဘာသာအငြင်းခံလာဖို့ကိုပဲမျှော်လင့်ခဲ့ပါတယ်။ဘာလို့ဆိုတာမန်စစ်သားတွေကိုပြည်ရင်းစစ်မှာမတည်ဆုံးစေခြင်းခဲ့တာကြောင့်လည်းဖြစ်ပါတယ်။သူ့အကြံစီအရအထိုက်လျောက်အောင်မြင်ခဲ့ပြီးကက်သလစ်ဘုရင်အတွက်စစ်တိုက်ဖို့ငင်းဆန်ခဲ့တဲ့စစ်သားတွေကြောင့်ပဲ Kim James ဟာပြင်သစ်နိုင်ငံကိုလှုပ်ဝက်စွာထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်မဲသူ့နေရာကို William နဲ့ Mary တို့ကဘရင်နဲ့ဘရင်မအဖြစ်ဆက်ကံခဲ့ပါတယ်။ James ဟာပြင်သစ်ကနေပြီးသူ့ကိုထောက်ခံတဲ့ Ireland နိုင်ငံကိုတွားရောက်ကာအင်္ဂလန်တီးနှံကိုပြန်လည်ရရှိစေရန်လူသူလက်နက်များစုဆောင်းနေခဲ့ပါတယ်။အဲဒီနောက်မှာအင်္ဂလန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခင်းဝီလျင်ရဲ့စီရေးဗျူဟာကိုမရှင်ပြိုင်နိုင်ခဲ့တာကြောင့်ပြင်သစ်ကိုထပ်မံထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲအပြီးမှာတော့အင်္ဂလန်ဟာပြန်လည်ငြိမ်းချမ်းခဲ့ပါတယ်။ဘီယင်ဝီလျင်နဲ့ဘီယင်မမယ်ရီတို့ဟာတိုင်းပြည်ရဲ့ရှေ့ရေးကိုရှေ့ရှုပြီး1689ခုနှစ်မှာပါလီမန်နဲ့အာဏာကိုခွဲဝေအုပ်ချုပ်ရင်အခြေခံဥပဒေတစ်ကိုသဘောတူလက်ခံခဲ့ပါတယ်။ခင်းဝီလျင်နဲ့ခွင်းမယ်ရီတို့တိုက်ဆုံးပြီးနောက်နန်းတက်လာတဲ့ Queen Anne လက်ထက်မှာတော့သူမဟာ Scotland ပါလီမန်နဲ့အင်္ဂလိပ်ပါလီမန်တို့ကိုပေါင်းစည်းနိုင်ခဲ့ပြီး1809ခုနှစ်မှာတိုင်းပြည်နှစ်ခုကိုပူးပေါင်းက Great Britain လို့စတင်ခေါ် ါ်ခဲ့ပါတယ်။သူမတည်ဆုံးပြီးနောက်ပိုင်းမှာတော့သူမရဲ့ထီးနန်းဟာနှစ်ဝမ်းခွဲမောင်ဖြစ်တဲ့ဂျာမန်မင်းသားလေးဖြစ်တဲ့ George C ကိုရောက်ရှိခဲ့ပြီး King George 1အနေနဲ့နမ်းတက်ခဲ့ပါတယ်။သူ့လက်ထက်မှာတော့အင်္ဂလန်ဟာ United Kingdom ရဲ့လို့ဖြစ်လာဖို့ပူပေါင်းရန်ကြံသေးတဲ့နှစ်နိုင်ငံဖြစ်တဲ့ Wales နဲ့ Ireland နိုင်ငံတွေကိုပေါင်းစည်းပြီး United Kingdom လို့ခေါ်စီခဲ့ပါတယ်။ထိုအချိန်အစလို့အင်္ဂလန်ဟာ၁၈ရာစုမှာအလွန်ကိုတိုးတက်လာပြီးခင်မီဖွံ့ဖြိုးလာခဲ့ပါတယ်။တိုင်းပြည်ငြိမ်းချမ်းလာတာနဲ့အမျှစစ်ရေးမှလည်းတိုးတက်လာခဲ့ပြီး တစ်ချိန်ကပင်လယ်ပြင်ကိုအုပ်စိုးခဲ့တဲ့စပိန်နဲ့ပေါ်တူဂီတို့ထက်ကိုရေတပ်အင်အားတဖြည်းဖြည်းတာဝန်လာခဲ့ပါတယ်။အဲ့လိုရေတပ်အင်အားကြီးမားလာခဲ့တာကြောင့်ကိုလိုနီနယ်မြေတွေကိုလည်းပုံမိုချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ကိုလိုနီနယ်မြေတွေကနေရရှိခဲ့တဲ့ကုန်ချမ်းတွေ၊ကျွန်းတွေ၊တယံဇာတတွေဟာအင်္ဂလန်ကို 18ရာစုနဲ့19ရာစုတွေမှာအလွန်အလွန်ကိုတိုးတက်လာစေခဲ့တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းအင်္ဂလိပ်တွေဟာအမေရိကန်နိုင်ငံကိုရှုံးနိမ့်ခဲ့ပြီးကိုလိုနီနယ်မြေများကိုလက်လွတ်လိုက်ရချိန်မှာတော့သူတို့ရဲ့ဂုံတိတ်ခါနဲ့စီးပွားရေးကိုအတော်အတန်ထိခိုက်သွားစေခဲ့ပါတယ်။ဒါပေမဲ့19ရာစုမှာတော့အင်္ဂလန်ရဲ့ဩဇာဟာအထွတ်ထိပ်မှရှိနေခဲ့ပြီး နေမဝင် empire လို့တော့နာမည်ကျော်ကြားခဲ့ပါတယ်။စမှုတော်လန်ကြီးတို့ခေါ်တဲ့ Industrial Revolution ဟာလည်းအခြားတိုင်းပြည်တွေထက်စောပြီးအင်္ဂလန်မှာဖြစ်ပွားခဲ့တာကြောင့်တိုင်းပြည်ရဲ့ထုတ်ကုန်လက်နက်ပစ္စည်းထုတ်လုပ်နိုင်စွမ်းအားဟာလည်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ရဲ့ရိုက်ခတ်မှုတွေကြောင့်အင်္ဂလန်ဟာဒီဝါလီခံရလူနေနေဖြစ်ခဲ့ပါတယ်။အဲ့လိုငွေကြေးအခက်အခဲစီးပွားရေးအခက်အခဲတွေကြောင့်ပဲကျွန်တော်တို့မြန်မာနိုင်ငံလိုကိုလိုနီနိုင်ငံတွေကိုလွတ်လပ်ရေးပြန်လည်ပေးအပ်ခဲ့ရတာကြောင့်ယနေ့ခေတ်အခြေဝန်လောက်သာကျန်ခဲ့တဲ့အထိအင်္ဂလန်ဟာနိုင်ငံ သွားခဲ့ရပါတယ်။အင်္ဂလန်နိုင်ငံရဲ့သမိုင်းကြောင်းကိုကြည့်ရင်တော့သူတို့နိုင်ငံဟာလူမျိုးပေါင်းများစွာနဲ့ဆက်ဆံနေတာကိုမြင်ရမှာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ကမ္ဘာမှာအသုံးပြုနေတဲ့အင်္ဂလိပ်စကားဟာလည်းထိုလူမျိုးစုတွေရဲ့ကိုယ်ပိုင်စကားကနေတဖြည်းဖြည်းပေါင်းစပ်ကဆင်ခဲ့ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့အင်္ဂလန်နိုင်ငံရဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒီထဲမှာပြောသွားခဲ့တဲ့အဖြစ်ပြက်တွေကိုအခြေတော်ပြန်လည်ပြောပြပေးဖို့လည်းရှိပါတယ်ခင်ဗျ။အခုလိုနိုင်ငံတွေအကြောင်းကိုထပ်ပြီးနှောင့်ချင်ရင်တော့ ကောမန့်မှာပရိသတ်ကြီးတို့သိကျင်တဲ့နိုင်ငံကိုမှတ်ထားခဲ့ပါဗျကျွန်တော်အတတ်နိုင်ဆုံးလေ့လာပြီးတင်ဆက်ပေးသွားပါမယ်လိုအပ်တာတွေရှိရင်လည်းထောက်ပြလို့ရပါတယ်အားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အပတ်မရှိရင် like and subscribe လေးပါလုပ်ပေးသွားပါအောင်ဟုတ်ကဲ့ပါကျွန်တော်နာမည်လူပါအားလုံးကိုကျေးဇူးတင်ပါတယ်